မြန်မာရွှေဈေးကညနေမှာနှင်းငယ်ပြန်ပြီးတော့တက်ပါတယ်ငွေဈေးတွေကတော့ညနေမှာတက်ကြမရှိပါဘူးအားလုံးပဲမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုကျမချင်းနဲ့ပြေဆုံးနိုင်ကြပါစေဒီနေ့က16ရက်နေ့6လပိုင်း2025ခုနှစ်လက်ရှိကျွန်တော်ပြောနေတဲ့ချိန်ဟာထိုင်းစံတော်ချိန်ညနေ 6နိုင်မိနစ်25မိနစ်ရှိနေပါပြီမြမရွှေကား15ပဲရေတကြသားကို24သိန်းထဲမှာ9016ပဲရေတကြသားကိုဆိုင်ကရောင်းနေစေက89သိန်းထဲမှာ6000ဆိုင်ကလက်ခံနေစေက98သိန်း8000နဲ့ပေါင်းစည်းရှိပါတယ်လက်ရှိကျွန်တော်ပြောနေတဲ့ရွှေစည်းတွေကနေရာတွေသားလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းငယ်ငယ်ပွားချမှုလည်းရှိနိုင်ပါတယ် ဒေါ်လာနဲ့မြန်မာကျပ်ငွေစင်းလုံးတွေကဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းနေဈေးက4520ဆိုင်ကလက်ခံတဲ့ဈေးက4450ယူရိုငွေဒီယူရိုကိုမြန်မာကျပ်ငွေ9210စင်ကာပူငွေဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းနေဈေးက3460ဆိုင်ကလက်ခံတဲ့ဈေးက3400ပြည်ငွေဒီယူရိုကိုမြန်မာကျပ်ငွေ630အော်စတြေးလျငွေဒေါ်လာကိုမြန်မာကျပ်ငွေ2935ကျပ်ထိုင်းမန်နဲ့မြန်မာကျပ်ငွေစင်းလုံးတွေကဘတ်ပေးချက်ယူသမားတွေကဘတ်ငွေ935ဘတ်ကိုမြန်မာကျပ်ငွေတစ်သိန်းကျပ်ပေးဘတ်ယူသမားတွေကကျပ်တစ်သိန်းကိုဘတ်ငွေ920ဂျပန်ငွေ 3292ဒသမ15ကိုမြန်မာကျပ်ငွေတသိန်းမလေးငွေ69ဒသမ38ကိုမြန်မာကျပ်ငွေတသိန်းဗိုရီယာငွေ3959ဒသမ95ကိုမြန်မာကျပ်ငွေတသိန်းနီယာငွေ1980ဒသမ33ကိုမြန်မာကျပ်ငွေတသိန်းလက်ရှိကျွန်တော်ပြောနေတဲ့ငွေဈေးတွေကနေရာတွေတားလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်သလိုဈေးနှုန်းနှဲငယ်กว่าချမှုလည်းရှိနိုင်ပါတယ်မိမိတို့အနေနဲ့ငွေလွှဲတော်မယ်ငွေလဲလဲလုပ်တော်မယ်ဆိုရင်ဝန်ဆောင်ကပေးတဲ့သူရှိကိုအရင်ဖုံးဆက်ပြီးမှပဲငွေလဲလဲလုပ်ချပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ် မြန်မာရွှေစင်းငွေစည်းတွေကိုအမြဲတမ်းတင်ပေးပါရယ်မြန်မာရွှေစင်းငွေစည်းတွေကိုသိချင်တဲ့ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကို follow လုပ် like လုပ်ထားနိုင်ပါရယ်အားလုံးပဲစိတ်ချမ်းသာခြင်းကုချမ်းမာခြင်းနဲ့ပြည့်စုံပြီးအနေရကင်းလို့ပြီးရှင်နိုင်ကြပါစေ